ဆရာဝန်ဒေါက်တာကျေစင်ကျူးမွန်ကထုတ်လုပ်တင်ဆက်ထားတဲ့အစားအစာမင်းမျိုးတွေကိုအားလုံးလည်းလည်းကူနဲ့လိုက်လို့ကြည့်နိုင်ပါတယ်။ Color 3ကိုသုံးပြီးတော့ဒါတတမင်းမျိုးကိုစားလို့ရမယ်ပေါ့နော်။သေးဆုံးတိုင်ငယ်လုံလေးလေးကိုပြောပြပေးပါမယ်။ပအဝင်ပစ္စည်းအနေနဲ့ဆိုလို့ရှိရင် Color 3မပြောသေး Strawberry သည်ဒိန်ချင်းချီယာသည်လိုအပ်ပါမယ်။စားပြီးလုံးမယ်ဆိုလို့ရှိရင်အရင်ဆုံး Color 3လေးကိုဖြောထားလိုက်မယ်။ ။အိတ်ခဲထားတဲ့ဒါမှမဟုတ်လက်ဆက်တဲ့ story သည်မပြောသည်ပြီးတော့ goal letter 3ထည့်မယ်။ဒိန်ချင်း planner ထဲကိုထည့်ပြီးတော့ရောပြီးတော့ကြိတ်ပြရပါမယ်။ မွေပြီးသွားပြီဆိုလို့ရှိရင်ခွက်လေးတစ်ခွက်တည်းထည့်လိုက်မယ်ထည့်ပြီးသွားရင်အပွားနေပြီမှာချီရစီလေးအဲအုပ်လိုက်မယ်ပေါ့နော်အုပ်လိုက်ပြီဆိုလို့ရှိရင်အချက်ချင်းခလေးကိုကျွေးလို့လည်းရတယ်အဲ့လိုမဟုတ်ဘူးရေခဲတဲ့တိုင်းမှာခဲထားပြီးတော့မှကျွေးမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီတီးတောင်ဒိန်ရင်လေးကိုမနက်စာအတွက်ဒါအာဟာရပြည့်ပြည့်ဝဝ အသားတက်ပြပြွားရရှိဖို့အတွက်ကျွေးနိုင်တယ်လို့နေ့လယ်မှာအစာပြေနေနဲ့လည်းကျွေးလို့ရတယ်။ခလေးကိုဝမ်းမှန်စေပြီးတော့မှကြီးထွားမှုကိုလည်းထောက်ပံ့ပေးတယ်ပေါ့နော်။